အစလဆိုင်ဘောလကေဟလကေနီလကေအလုံးမဲ့မင်္ဂလာပါဒီနေ့မေလ24ရက်နေ့ဒီနေ့မှာတော့တလိုင်းပြီးတလိုင်းပြီးလာနေတာကနေပြီးတော့တလုံးပြီးတလုံးလာနေတဲ့ကရင်စစ်စင်ရေးအကြောင်းတင်ပြပေးပါမယ်နောက်တဲ့ဒီခုကိုမြင့်ဆောင်အညာမြေခရိုင်အဆင့်စစ်စင်ရေးကြီး ်စတင်လိုက်တဲ့အကြောင်းကျွန်တော်မိဘတွေကိုတင်ပြပေးပါမယ်ပွဲဦးထွက်မှာပဲအကျန်းဖတ်စစ်ခွေးတက်အကောင်90အသေးရရှိထားတဲ့အကြောင်းတွေပါဝင်มาဖြစ်ပါတယ်ဒီနေ့တင်ပြမယ့်အကြောင်းအရာတွေကဟိုဘက်ကကအကောင်တွေအတွက်ကတော့အစဉ်ပြေမဲ့သတင်းတွေပါမှာမဟုတ်ဘူးဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ဖုံးစံအတိုင်းပဲသူတို့ကထိုင်းဘက်ကိုထွက်ပြေးသွားကြတဲ့အခြေအနေမှာ ထိုင်းစစ်တပ်ကလုံးလုံးမလက်မခံဘဲနဲ့ခွေးမောင်းလို့မောင်းထုတ်ခံရတဲ့အကြောင်းကိုကျွန်တော်ကဘလက်ဒိုရွာကျွန်တော်တို့ KNU တပ်ဖွဲ့ဝင်တွေနဲ့ကျွန်တော်ပူပေါင်းတပ်ဖွဲ့ဝင်တွေအကျန်းဖက်စစ်ခွေးတက်ရဲ့တက်စကန်၃ခုကိုအချိန်နဲ့တပြိုင်နဲ့တချီထဲမှာအတကုံဝင်ကျုံလိုက်တဲ့နောက်ွယ်ကအကြောင်းတွေကိုတင်ပြပေးပါမယ်။ဒါကြောင့်ကျွန်တော်ရဲ့ဗီဒီယိုကိုအဆုံးထိဝင်ရင်ကြည့်ချင်ဘူး။ကျွန်တော်မိဘတအူးချင်းစီတိုင်းကိုဒလီလီစာဖိတ်ခေါ်လိုက်ပါတယ်။ nếu đi nếu đi bác cô này Hãy subscribe cho kênh Ghiền Mì Gõ Để không bỏ lỡ những video hấp dẫn

kalau, ada, telah mi telinga ni, telah mi telung ကျွန်တော်တို့တိုက်ခိုက်သိမ်းပိုက်ပြနေတဲ့ KNU စစ်စင်ရေးဖြစ်ပါတယ်ဒီစစ်စင်ရေးမှာဒီနေ့ပို့ပြီးတော့ထူးခြားသွားပါတယ်ပုံမှန်အတိုင်းကကျွန်တော်တို့အချမ်းဖက်စစ်ခွေးတက်ကကောင်တွေကဒါစကန်ဆွန့်ခွာထွက်ပြေးတတရရာလေးပေါ့ဗျာအဟိုဘကန်ကိုရောက်ဟိုဘကန်ထိုင်းစစ်တက်ကနေပြီးတော့ဒါသူတို့ကိုကောင်းကောင်းမွန်မွန်ထိန်းသိမ်းကောင်းကောင်းမွန်မွန်ကြည့်ရှုကောင်းကောင်းမွန်မွန်ပို့ဆောင်တဲ့ဒါရှေးပိုင်းဖြစ်စဉ်တွေအများကြီးရှိပါတယ်ဒီနေ့မှာတော့ ထိုင်းနိုင်ငံဘက်ကိုထပြေးသွားတဲ့အကြံဖက်စစ်ခွေးတက်ကကောင်တွေကို ခွေးမောင်းသလိုမောင်းထုတ်ခံလိုက်ရတဲ့အခြေအနေဖြစ်သွားပါတယ်။တော်တော်တော်လက်မခံဘူး။မင်းတို့ခွေးတို့ဘက်ကလာတဲ့ဟုတ်ပြီမင်းတို့နိုင်ငံမင်းတို့ပြန်ဝင်တော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 ်ဆိုတော့အရှမ်းရှိတိတ်ခါမရှိ လူကုန်တိတ်ခါမရှိတဲ့ လက်ရှိအကြံဖတ်စစ်ခွေးတက်ကဲ့ဇရိုက်တွေကျွန်တော်ကကျွန်တော်မိပါတယ်တိအောင်ပြောပြမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဘက်ဒိုရွာကအကြံဖတ်စစ်ခွေးတက်အထိုင်ချထားတဲ့စကန်၃ခုကိုတက်ခဲ့သိမ့်ပိုက်နှိုင်ခဲ့ပြီးတော့အကြံဖတ်စစ်ခွေးတက်ကအကောင်20မရှိတော့ကိုက်ချင်မိရပါပဲနဲ့တလဘောပေးပြီးတော့ တောက်လိုက်ပါတယ်ပြီးတော့ဂျမ်ဖတ်စစ်ခွေးတက်ကစစ်တုံမှန်အကောင်30 9ဖတ်စီရမိပြီးတော့အကောင်60ကျော်အထိုင်းဘက်ကိုထွက်ပြေးသွားတယ်ဆိုတဲ့သတင်းကြောင်းပြီးပါတယ်လူမှုကိုရဲ့ social စာမျက်နှာတွေသတင်းမီဒီယာထပ်မှာပြန်လွင်လို့နေမှာဖြစ်ပါတယ်ဒါကကရင်တော်လှန်ရေးရဲ့ထပ်ပြီးတော့ ုံးပြီးတုံးစက်တိုက်ဇက်တိုက်တိမ့်ပြနေတဲ့အခြေအနေတွေကိုကျွန်တော်မိဘတွေမျက်ဝါးထင်ထင်မြင်တွေ့နေရတာဖြစ်တဲ့အရင်ချိန်ကပါတီတို့အိမ်ငိုက်နေတာလားပါတီတို့ကုန်းအောင်ပြတ်သေးဘူးလားပါတီတို့မတိုက်သေးဘူးလားဆိုပြီးတော့ဒါမင်းမြန်နေတဲ့သူတွေအားလုံးရဲ့အမေးကိုဘာမှမပြောဘာမှမဖြေပဲနဲ့ကုန်းအောင်မပြတ်ငုတ်ခံနေတဲ့ပါတီတို့ရဲ့ပွဲ မရက်သေးဘူးเนาะကျွန်တော်သတင်းပြောနေတဲ့အချိန်အထိမရက်သေးဘူးကရင်စီစစ်မြနာပြင်ကိုကျွန်တော်မိပါတယ်သုံးသက်ကြည့်ပြပါဆိုတော့ဂျာမန်ဖက်စစ်ခွေးတက်ကလေကြောင်းကနေဘုံကျဲဖို့တော့တော်တော်လေးကိုခတ်နေတာကိုတွေ့ရမှာဖြစ်တယ်ဘာဖြစ်လို့သူတို့လေကြောင်းကနေဘုံကျဲဖို့ခတ်နေတာလဲကိုရှမ်းလေးယာဟုတ်ပါဒီနေရာမှာတလုံးသိမ့်ဒီဘက်မှာတလုံးသိမ့်ဒီနေရာမှာတလုံးသိမ့် ဟောဒီနေရာမှာတလုံးသိမ်းဟိုးနေရာမှာတလုံးသိမ်းနေရာစုံမှာတလုံးမီတလုံးကိုဇရိုက်ဇရိုက်သိမ်းနေတာအကဲမင်းနေရာကိုဘုံသွားခြင်းလေကျွန်တော်တော်လန်တော့ပြည်သူတွေကျွန်တော်တို့နေမြေကန်ကျွန်တော်တို့ပြည်သူတွေကလည်း KNU နဲ့ပူပေါင်းတပ်ဖွဲ့ဝင်တွေလာပြီးဟေ့စွာနဲ့ပပပပကိုထုတ်ကိုဆွဲကိုကြောပွေးကိုလွယ်ကိုလွယ်ကိုလွယ်ကိုကလေးကိုဆွဲပြီးတော့စပေးရှောင်းတာ သူတို့ကကျွန်တော်တို့ထက်တော်ပုံမြန်နေသေးတယ်။ဒါစပေးရှောင်းနဲ့လက်ရှိအခြေအနေမှာဒါလိုအပ်ချက်တွေကိုလည်းပဲကျွန်တော်တို့ဒါထိုင်းရောက်ကျွန်တော်တို့ဒါရွှေပြောင်းအလုပ်သမားထုကြီးကလည်းကောင်းမွန်စွာကျွေးမွေးစောင့်ရှောက်ပြီးတော့ဒါထိုင်းအနာပိုင်ဖွဲ့စည်းနေတဲ့ထိုင်းစစ်တပ်ကလည်းပဲစပေးရှောင်းမိသားစုတွေအတွက်ဒါဘေကင်းလုံးဂျုံရေးနံပါတ်၁ဦးစားပေးစောင့်ရပြီးတော့အစာတောက်ဒါအစင်ပြေစွာသူတို့တွေသူတို့ပေးတာကိုကျွန်တော်တို့ထူးခြားစွာတွေ့ရပါတယ်ဟုတ်ပြီ ဒါကကျွန်တော်တို့ပြည်သူကိုတထိုင်းနိုင်ငံကထိုင်းစစ်တပ်ကဒါကြီးစုဆောင်မတာပေါ့ဗျာ။ကုညီတဲ့အပိုင်းမှာဆိုတော့စစ်ရှုံးပြီးတော့ထွက်ပြေးတဲ့အကောင်60ကျော်ကိုကြတော့ခွေးမောင်းတလို့ဘာကြောင့်မောင်းထုတ်ခံရတာလဲ။နောက်ထပ်ထူရတာရှိသေးတယ်။ကြွမ်းပြီပါ။ကျွန်တော်တို့တဆင့်ပြောင်းသွားပြီ။ပြောချင်တာကအစ်စ်ချိုးသွားပြီ။ကျွန်တော်မနေ့ကလည်းပြောခဲ့တယ် KNU နဲ့ ဒါထိုင်းဟာကောင်းမွန်တဲ့ပြည့်စုံတဲ့ဆက်ဆံရေးတွေရှိခဲ့ပြီးသားပြီးတော့ထိုင်းနိုင်ငံရဲ့အခင်းကျင်းတွေမှာကရင်တွေဟာကုညီခဲ့တဲ့အကြောင်းအရာအများကြီးရှိတယ်။ကင်းနဲ့ထိုင်းကခွဲလို့မရဘူး။ကျောင်းနိုင်ငံရဲ့နေတာနေဆက်စီမှာကရင်နဲ့ထိုင်းဟာအခြားသောနေဆက်စီကျွန်တော်တိုင်းရင်းသားတွေထပ်ပို့ပြီးတော့ဒါဂျင်းနီးမှုတွေ ရှိတယ်ဆိုတာကိုထင်ရှားစွာတွေ့ရပါတယ်။ဒီကနေ့မှာပိုထင်ရှားသွားတာကအကြမ်းဖက်စစ်ခွေးတက်ကကောင်းလေးစန့်ငင်စန့်ငင်တေအံ့ဆဲဆဲဖြစ်နေတဲ့ငစနူခွေးအတွေလည်းပါတယ်။ဒါရန်ပြင်းပြင်းထန်ထန်ရတာသိတော့မယ်။မသိမရှင်းဖြစ်နေတဲ့ကောင်းတွေနဲ့ဒါရန်တိတိကျနေတဲ့ကောင်းတွေပါနေသည့်တိုင်အောင်သူတို့ကိုထိုင်းစစ်တပ်ကလုံးလုံးလက်မခံပါဘူး။ အဲ့တော့မင်းတို့ဒီနေရာမှာတိုက်ပွဲဖြစ်တယ်မင်းတို့ဒီကနေပြီးတော့ပြေးလာတယ်အဲ့တော့မင်းတို့နိုင်ငံတွေကိုမင်းတို့ပြန်ပြေး ပြန်ဝင်သူတို့လက်မခံဘူးဒီလိုပြောတာဆိုတော့လာတဲ့ကောင်တွေကလည်းကြိုတင်ပြီးတော့ပြင်ဆင်ထားလာမသိဘူးအရက်ဝတ်တင်နဲ့ဆိုတော့တတိပြတိပြေစုံပါတယ်ဆိုတဲ့ကောင်တွေတည်ရဲတဲ့ကောင်ထွက်ခဲ့လို့អော်ခဲ့တဲ့ကောင်တွေ ငါတို့ကဘုံမှုกว่าငါတို့ကဘူကြီးกว่าငါတို့ကတက်ချက်ကြီးกว่าငါတို့ကစီကျူကြီးกว่าငါတို့ဟာတမရောသားတွေกว่าဆိုပြီးတော့ကုံစုခဲ့တဲ့ကောင်းနေဆိုတော့ဒီချင်းနေဒီနေ့မှာတော့အကောင်60လုံးဟာအရွက်ဝိအင်ယူတွေကျွန်တော်ထင်ပါတယ်သူတို့ကျွန်တော်တို့တိုက်ပြီဆိုရင်အစင်သင့်ပြေးဖို့အတွက် အဘောင်းမီတိုနဲ့သူတို့စကမ်းမှာပဲခုခံပါလိမ့်မယ်ပြီးသွားရင်ဘောင်းမီတိုစွတ်ကျဲပြီးသွားရင်အယဝစ်အင်ကြီးတွင်နဲ့ချက်ချင်းပြေးလို့အစဉ်ပြေအောင် ပြင်ဆင်ထားတာတိုက်ခိုက်ရေးစွန့်ရင်ပြေဝနေတဲ့ကဘာအဆင့် standard changer တပွဲကြီးရဲ့ view ဟာမြောက်စုတ်ခွာဆွေစုံပြေးတဲ့အခြေအနေတွေကိုကျွန်တော်တွေ့ရမှာဖြစ်ပါတယ်ဟုတ်ပါတယ်ဒါကြောင့်လည်းပဲ time ကလုံးဝလက်မခံဘူးဒို မင်းတို့ပြန်ပြေးမင်းတို့ပြန်ဝင်မင်းတို့ပြန်ပြေးဆိုတော့စာတကောင်တွေကလည်းမရောက်ကက်ရက်ပြီးတော့အာမလုံးနဲ့ကျွန်တော်တို့ကျွန်တော်တို့ကိုဒီကဝေးတဖွဲ့ဝင်ကဖမ်းလိုက်မယ်ကျွန်တော်တို့ကိုတက်လိုက်မယ်ကျွန်တော်တို့သူတို့ကိုကြောက်လို့ပြေးလာတာပါကျွန်တော်တို့လက်ခံပေးပါကျွန်တော်တို့အာဒီဘလိုပဲမနော်ကျွန်တော်တို့အသက်ကိုကယ်ပါကျွန်တော်တို့ကိုပြည်သူတွေကဝိုင်းထားတယ်ကျွန်တော်တို့ကိုပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင်တွေကကျွန်တော်တို့ကို ်လုံးဝခွန့်လွတ်မှာမဟုတ်ဘူးကျွန်တော်တို့မသေးခြင်းလို့ထိုင်းထဲကိုဝင်ပြေးတာပါကျွန်တော်တို့အသက်ကိုကယ်ပါမရဘူးဒို့မင်းတို့အကုန်လုံးကျွန်တော်ဒီကနေပြီးတော့ပြန်ဝင်မယ်ဆိုရင်ကျွန်တော်တို့အသက်ခံရလိမ့်မယ်ဒါဆိုရတယ်ဟိုဘက်နေရာပတ်ဝင်ဆိုတော့နောက်ဆုံးမှညှိတယ်ညှိတယ်ညှိတယ်ညှိလို့မရအောင်ကျွန်တော်မြင်ပါညှိလို့မရတဲ့နောက်ဆုံးအချိန်နေမှာကျွန်တော်တို့ထိုင်းစစ်တပ်ကထိုင်းရဲတပ်ဖွဲ့ကို လွှဲပြောင်းပိတ်အပ်ပြီးတော့ဖန်ခိုင်းလိုက်ပါတယ်အဲ့တော့ဒီကောင်နေအဆင့်ဘယ်ကိုရောက်သွားလဲဒီကောင်နေတောက်ဆင့်ဘယ်လိုရောက်သွားလဲကျွန်မိပါဘူးဖိုင်းစစ်တက်ကသူတို့ကိုလက်မခံဘူးလာရလန်တိုင်းပြန်ဝင်ခိုင်းတာဟိုကလည်းအသေးအံတောင်းမှန်တယ် မလုတ်ပါနဲ့ပြောမဖို့ပါနဲ့ကျွန်တော်တို့အသေးမှာကြောက်ပါတယ်ကျွန်တော်တို့ကိုကူညီပါကျွန်တော်တို့ကိုပြည်သူတွေကဝိုင်းထားတယ်ကျွန်တော်တို့ကိုပြည်သူကဝေးတက်ဖွဲ့ဝင်တွေကကျွန်တော်တို့ကိုဘာလို့မှညာလို့မှဟုတ်ပြီဒါဆိုရင်တော့ထိုင်းရဲ့လက်ထဲအပ်လိုက်ပါတယ်ဆိုတော့ထိုင်းရဲ့လက်ထဲကိုထိုင်းစစ်တပ်ကအပ်လိုက်တယ်ဆိုတော့ တို့အဆင့်ဘယ်ရောက်သွားပြီလဲဆိုတာကိုကျွန်တော်ရဲ့မိဘတွေကိုသိစီကျင်တာကျွန်တော်ရဲ့အောင်မြင်မှုတိုင်းမှာကျွန်တော်တို့ပေးဆက်မှုရှိတယ်ကျွန်တော်တို့သိတယ်ကျွန်တော်ရဲပေါ်လူငယ်၃ယောက်မြင့်မြတ်စွာအသက်ပေးလူခဲ့သူတို့အတွက်ကျွန်တော်တို့မိဘပြည်သူတုံ့ဦးချင်းစီ တိုင်းကလည်းပဲဝမ်းမြောက်ဂုဏ်ယူနေမယ်လို့ကျွန်တော်တို့မျှော်လင့်ပါတယ် ကျွန်တော်ဝမ်းနေနေမယ်လို့ပြောတာမဟုတ်ဘူးကျွန်တော်တို့ဂုံယူဝမ်းမြောက်ဖို့ရည်ကြည်တယ်ဒီနိုင်ငံရဲ့ဖက်ဒရယ်အတွက်ဒီအသွေးတွေဒီအသားတွေပေးဆက်ပြီးတော့မှကျွန်တော်တို့တိုက်ပွဲဝင်ရမယ်ဆိုတာကျွန်တော်တို့လူငယ်တိုင်းသိတယ်ကျွန်တော်တို့မိဘတွေလည်းသိတယ်ဒါကြောင့်ကျွန်တော်တို့မိမိတို့အသက်ကိုဆွတ်လုပ်ပြီးတော့ကျွန်တော်ပြည်သူလူချင်းနေတဲ့အာနာရှင်မှန်သမျှမြစ်ပြတ်ချေမှုန်းရေးဒီစစ်စင်ရေးတွေကိုခဏတိုင် တလိုင်းပြီးတလိုင်းကနေတလုံးပြီးတလုံးသိမ့်ပြနေတာဖြစ်တယ်ဟုတ်ပြီထိုင်းရဲ့လက်ထက်အခန့်လိုက်ရတယ်ဆိုတော့ကဘာအဆင့်ပြီးစတန်ဒတ်ချင်းချာအာကာထုံးဘောင်းမီဝတ်ထားတဲ့ကောင်တွေရဲ့ရုတ်ချင်းပြောင်းလဲသွားတဲ့ကဘာကိုပြတ်သားလိုက်တဲ့ထိုင်းစစ်တပ်ကိုပြတ်သားလိုက်တဲ့သူတို့ရဲ့အရေးအသွေးအရေးအချင်းသူတို့ရဲ့ တက်မတော်ကြီးအကြောင်းပြီးတော့သူတို့ရဲ့အာမီသူတို့ရဲ့ခေါင်းဆောင်မာလာနဲ့အပေါင်းပါတိုက်လက်ရှိပြည်သူရဲ့အာဏာကို မတရားလုယူထားတဲ့ကောင်တွေရဲ့လုံရက်ကိုဖိုင်းစစ်တပ်ကိုပြသလိုက်ခြင်းဖြစ်တယ်ကဘာကိုပြသလိုက်ခြင်းဖြစ်တယ်ဒါဟာကျွန်တော်တို့အောင်မြင်တယ်ဒီကနေ့ဘလဲတို့ ရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကျံဖက်စစ်ခွေးတက်စကန်သုံးလုံးကိုတိုက်ခိုက်သိမ့်ပိုက်ပြီးနောက်ပိုင်းမှာကျွန်တော်တို့အပူဆောင်ရလိုက်တယ်။ဒီသူအောင်ပွဲပါ။ပုံမှန်အတိုင်းပါပဲ။အရင်အချိန်ကဝင်လာတယ်။ထိုင်းနေကိုဝင် ထိုင်းစစ်တပ်ကလက်ခံတယ်။စီကူတာပေးတယ်။ပြီးတော့အဲကျွန်တော်တို့မာလာနဲ့ပေါပါတိုက်ကသူတို့ကိုလေရင်နဲ့လာခေါ်တယ်။ အကားတွေနဲ့ပို့ပေးတယ်ဒါမျိုးတွေပေါ့ဗျာစနက်ကြဆောင်ရွက်တာဒီနေ့ဒီနေ့ဒီအချိန်မှာ တွေ့လိုက်ရတဲ့အပြောင်းအလဲကလုံးလုံးပြောင်းလဲသွားပြီဒါဟာကျွန်တော်တို့တကယ်ကိုဝမ်းမြောက်စရာပါပဲဟုတ်ပြီတကယ်အားရစရာကောင်းတဲ့တိုက်ပွဲကြီးဖြစ်ပါတယ်စကန်တုံးဘူးလုံးကိုတိုက်ခိုက်သိမ့်ပိုင် နိုင်ခဲ့ပြီးတော့လက်နက်တွေကတကယ်ကိုအများပြားရရှိထားတာပါအလောင်းတွေကတော့တောင်လို့ ပုံနေပါတယ်ကျွန်တော်ပြည်သူကာဝေးတပ်ဖွဲ့ဝင်လူငယ်တွေကတော့စုပြုံပြီးတော့မီးရှို့ပြာချပေးလိုက်ပါတယ်ဘိုးဘကျော်ကကကောင်းနေလဲနားဝင်ပြီးတော့နားထောင်နေမယ်ဆိုရင်အာမင်းတို့ရဲ့ခွေးလောင်းတွေကိုငါတို့မီးရှို့ပေးလိုက်တဲ့အကြောင်းပေါ့ဗျာဒါစင်းအင်းတဲ့တခွာကတော့ဒါမင်းတို့ရဲ့ပပတ်ကြီးထုတ်ပြန်တဲ့အချိန်မှတော့မင်းတို့နာရီလို့ဒါပေမဲ့တေးကြတဲ့ပျောက်နေပြီဆိုရင်တော့မင်းတို့အကုန်လုံးဟာမစီတော့ကိုက်ချိန်မရဘဲနဲ့ ဝီဇိငရေမှငရေမင်းနဲ့တွားတွေ့နေရပြီလို့ပဲကျွန်တော်ကြိုပြီးတော့ပြောချင်ပါတယ်ဟုတ်ပါတယ်ဒီတိုက်ပွဲအတွင်းမှာကျွန်တိုင်းနိုင်ငံအတွင်းထဲကိုထပေးသွားတဲ့ဒါအုပ်စုတဲမှာထပေးသွားတဲ့ခွေးတွေတဲမှာဆယ်ဆက်ကောင်ကထိကြိုက်ဒဏ်ရာရရှိပြီးတော့လေးကောင်ကဆန့်ငင်ဆန့်ငင်ဖြစ်နေတာပါဒါကလည်းပဲလက်ရှိထိုင်းရဲလက်ထဲကိုထိုင်းစစ်တပ်ကလွှဲပြောင်းအနှင်းလိုက်ပါပြီ ဆိုတော့နိုင်ငံဖြတ်တော်ထွက်ပြေးလာတာဆိုတော့ဒီကောင်တွေကတရားမဝင်လာတဲ့ကောင်တွေဒါကြောင့်လည်းပဲထိုင်းရဲလက်ထဲအပ်ပြီးတော့ဖန်ခံလိုက်တာဆိုတော့ပြန်ထုတ်ချင်တဲ့ဆိုရင်တော့ကျွန်တော်တို့တောင်းပေါင်းယုံမှာသွားထုတ်ပေါ့ဗျာထိုင်းမင်းအောင်လိုက်ကျွန်တော်အကြံပေးတာပါဘဘက်ကြီးရေဒါမှမဟုတ်ဘဘက်ကြီးရဲ့ဒါဘိုးစပက်ရှယ်ပလန်နဲ့မနေတဲ့ဟိုဘက်ကကောင်တွေအခုထိုင်းရဲလက်ထဲကို တ်ပြီးတော့အဖမ်းခံလိုက်ရတဲ့မင်းတို့အကောင်က62ကောင်အဲ့ဒီမှာ7ကောင်ကတန်ရာရတယ်၄ကောင်ကတော့စက်ငင်စက်ငင်ဖြစ်တယ်အဲ့တော့ထုံးစံအတိုင်းတောမောင်းယုံမှာသွားထုတ်ပါလို့ပဲကျွန်တော်ကတော့အကြံပြုချင်ပါတယ်ဟုတ်ပြီနောက်ထပ်ထူကြပြောင်းသောတစစ်စင်ကြီးကိုမြင်းဆောင်အညာမြေခရိုင်စစ်စစ်စင်ကြီးစတင်လိုက်ပါတယ်ဒီစစ်စင်ကြီးစတင်လိုက်တဲ့နေကလေးကခဏအချင်းကြီးအကြံဖတ်စစ်ခွေးတက်အကောင်90ကိုဘွာကူး ပေးလိုက်ပါတယ်ညာသူညာသားတွေအားလုံး congratulation ပါဒါဟာကျွန်တော်တို့အညာသွေးဟုတ်ပြီနေရာဆုံးအကျံဖက်စစ်ခွေတဲ့အထိုင်ချထားတဲ့ sis campbell စနစ်ခုအထိကိုတက်ခတ်သိမ့်ပိုက်နိုင်ခဲ့ပါတယ်လို့ကျွန်တော်ရဲ့အညာသူအညာသားတွေနဲ့ကျွန်တော်ရဲ့မိဘတွေကိုဂုဏ်ယူစွာတင်ပြပေးခြင်းပါတယ် မေလ15ရက်နေ့ကလေးကစတင်ခဲ့တဲ့မြင်းချံခရိုင်စီမီကုန်ရဲစခန်းမြင်းချံမြို့နယ်ကြောက်ပြုတ်ရွာဖြူစခန်းမြင်းချံမြို့နယ်တောင်ရှိဂိတ်အထိုင်စခန်းမြင်းချံမြို့ဆက်ရှင်ရက်ွက်နယ်ခရိုင်ထွေအုပ်ယုံနထိုးကြီးမြို့နယ်ဝလူရဲစခန်းနထိုးကြီးမြို့နယ်ဂက်စပိုက်လိုင်းနဲ့မြို့မစခန်းနထိုးကြီးမြို့နယ်ဇီရွာအနီးအကျန်းဖက်စစ်ခွေးတက်ရဲ့စစ်ကြောင်းတောင်သာမြို့နယ်တနောင်းကုန်းပြူရွာစခန်းတောင်သာမြို့နယ်မြို့ဝင်ဂိတ် တောင်သာမြို့နယ် gas pipeline ငါးစုံမြို့နယ်မြို့ဝင်ဂိတ်နယ်ငါးစုံမြို့နယ်မြို့တာဘန်ဆောက်ကင်းစကန်တွေကိုကျွန်တော်တို့ကိုမြင်ဆောင်အညာသားကြီးတွေအပီအပြင်းဝင်တွေ့လိုက်ပါကြောင်းအဲ့ဒီတိုက်ပွဲတွေအတွင်းမှာဂျမဖတ်စစ် ခွေးတက်ကအကောင် 50ထက်မနည်းသိဆုံးပြီးတော့လက်နက်မျိုးစုံ28လက်သိသိရမှတ်ပြီးတော့ဆက်ဆက်ပစ္စည်းအများအပြားသိသိရမိပါကြောင်းတရင်ကောင်းဟုတ်ပြီဒီစစ်စစ်ရင်းနဲ့ပတ်သက်ပြီးတော့ MA 11 MA 30တာ G3 MA 3 Pari Carbine လက်လုံအတူတွေပြီးတော့ကိုလုံး M22 MA1 MA2 ဂျီပေါက်မျိုးစုံ G3 ဂျီမျိုးစုံ556ဂျီ9000ကျော်9မမဂျီ2000ကျော်7.62ဂျီမျိုးစုံ3000နီပါ ပြီးတော့မိုင်းရှာဆက်တလုံးဆိုင်ကယ်15ဂျီမြမငွေချက်3100ဝင်းကျင်တဲ့အချက်မဲ့ဖက်စစ်ခွေးတက်ရဲ့6 channel ဂျမ်မာတလုံးနဲ့အတူ 8 channel ဂျမ်မာတလုံးမြောက်များစွာသောပစ္စည်းတွေကိုတိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်းကျွန်တော်မိပါတွေကျွန်တော်တို့အားလုံးအညာမြေကိုသိချစ်ကြတယ်ကျွန်တော်တို့အားလုံးတန်မိုးထားကြတယ်ကျွန်တော်တို့အားလုံးအရန်ကိုစိုးရင်နေခဲ့ရတယ်ကျွန်တော်တို့အညာမြေဒီကနေ့မှတော့ကျွန်တော်တို့အညာသူအညာသားတွေဟာ စုပေါင်းအားနဲ့အတူတူယုံလိုက်တဲ့ကိုင်းမြင်ဆောင်အညာမြင်စစ်စင်ကြီးထပ်ပြီးတော့တိုးလိုက်တာကခရိုင်အစဉ်စစ်စင်ကြီးအနေနဲ့နေရာစုံ12ခုကိုတိုက်ခိုက်သိမ့်ပိုက်ပြီးတော့သိစီရာမီတဲ့စရင်တွေကို ကျွမ်းမိပါတွေကိုတရားဝင်ချပြထုတ်ဖို့လာကြပါပြီညာမြေကိုဝင်းရံကြပါစုဖာတီတို့ကိုဝင်းရံကြပါစု အရင်တစ်ချိန်ကတလိုင်းပြီးတလိုင်းလာတဲ့စစ်စင်ရှိကနေခဏမှာတော့တလုံးပြီးတလုံးအတကုံကျုံးနေတဲ့စစ်စင်ရေဖြစ်ပါကြောင်းကျွန်တော်မိပါတွေကိုတင်ပြရင်းနဲ့နောက်လာမယ့်ဗီဒီယိုတွေမှာအကြံဖက်စစ်ခွေတက်ကကောင်းနေဘလူမျိုးခွေပြွက်ဝက်ပြေးထွက်ပြေးမလဲဆိုတာကိုကျွန်တော်တို့စောင့်ကြည့်ရင်းနဲ့ဒီကနေ့ဗီဒီယိုကိုအဆုံးသတ်ပြစေနောက်လာတဲ့ဗီဒီယိုကိုတစ်ချက်ပို့ကောင်းအောင်ကျွန်တော်စူးစမ်းပေးပါမယ် လနဲ့ပေးစပေးကပေးကြောက်နေတယ်ကျွန်တော်နိုင်ငံတွင်းမှာရှိတယ်မိဘတအူးချင်းစီတန်းဘေးရနေကင်းရှင်းပါတဲ့အောင်လေးလေးနက်နက်ဆူတောင်းရှင်းနေကျွန်တော်ရေပေါ်ရှမ်းလေးပါ